ငါတို့လုံနေတဲ့လုပ်ငန်းကဒီလောက်တောင်အပြိုင်ဘက်တွေများလို့ဆက်မှလုပ်သင့်ရလားဘာကိုဆက်ပြီးတော့မှပြောင်းဖို့လုပ်သေးသလဲဘလောက်တော့အခုအချိန်ထဲမှာဘယ်လုပ်ငန်းကဖြစ်နော်အခုဆရာမတို့ဟိုခေတ်စကားနဲ့ပြောတော့မယ်ဆိုဘယ်လုပ်ငန်းအဖြစ်မိုက်တယ်ဟိမိုက်တယ်ဒါလေးတော့ဝင်လိုက်ဦးမနော်အဲ့ဒါမျိုးလုပ်မလားအဲ့တော့ပြိုင်ဘက်အချိန်နေဘလောက်ထိများသလဲဆိုတော့ကြည့်ရတယ်နောက်တစ်ခုကဘာကိုကြည့်ရသေးသလဲဆိုရင် ကုမ္ပဏီလုတ်တဲ့လုတ်တဲ့လုတ်တဲ့နေရာမှာအဟအတားတွေဘာတွေဖြစ်နေသလဲနော်ဥပမာဆိုကြပါစို့နော်ကိုသုံးမဲ့ကုန်ရမ်းပစ္စည်းကိုဝယ်ယူရမယ်ကိုရဲ့ကိုပစ္စည်းကိုကိုသွင်းတယ်နော်ကိုရဲ့ supplier လို့ခေါ်တယ်ကိုပစ္စည်းကိုသွင်းပေးတယ်ကိုပစ္စည်းကိုထုတ်လုပ်ပေးနေတဲ့အခြေအနေဘယ်လိုရှိသလဲ နောက်တစ်ခါကြည့်ရပါလေကိုကိုကိုပစ္စည်းထုတ်လာထွက်လာတဲ့အခါမှာเนาะဖြာမြူပေးမယ်အခြေအနေကဘယ်လိုရှိသလဲเนาะအဲ့ဒါတွေကဒါတွေကြည့်တာအဲ့ဒါဘာကိုကြည့်တာလဲဆိုရင် external ပြင်ပရေပုံရအခြေအနေကိုကြည့်ရတယ်เนาะအတွင်း အဲ့တော့ဘာဖြစ်လို့လဲနော်အာအပြင်ကိုချိလိုက်ရင်တော့ဒီလိုရှိတယ်ဒါပေမဲ့အပြင်ကိုရင်ချိလို့မရှိရနော်စစ်သွားတိုက်တော့မယ်ဆိုရင်နော်ကိုသွားတိုက်မဲ့နေရာတွေကိုချိလို့တည်းမပြီးသေးဘူးကိုတက်ရဲ့အခြေအနေကိုပြန်ကြည့်ရတယ်နော်အဲ့တော့ကိုတက်ရဲ့အခြေအနေကိုပြင်ပမှာဘယ်လိုနေသေးသလဲဆိုတာကိုကြည့်တယ်အဲ့ဒါကိုကြည့်တာဘာကိုခေါ်တယ်လဲဆိုရင် internal factors ကိုကြည့်တယ်လို့ခေါ်တယ် တော့ internal ဆိုတော့ကိုယ့်ရဲ့အင်အားစု နော်ဆရာမတို့စောစောစီးစီးတွေကနော်စပြောတဲ့ဟာအဖွဲ့အစည်းပြောတဲ့ခါမှာအဖွဲ့အစည်းတွေမှာဘာရှိလဲဆိုရင်အင်အားစုတွေရှိတယ်အဲ့ဒါကိုရေပုံရအဖြစ်ဆရာမတို့ resources လို့ခေါ်တယ် resources ကပါလေလူတွေပါတယ် human resources financial resources go to technological resources နော်အဲ့ဒီ resources အဲ့ပြန်ကြည့်တဲ့ခါကျရင်ကိုယ်ပိုင်တဲ့အင်အားစုကိုယ့်ရဲ့ resources အခြေအနေတွေကပါတယ် သူ့မှာအားသာချက်တရားပါတယ်လေနော်သူများနဲ့သူကဘာတွေစားနေစေသူလုံးထိုင်တာတွေပါလေသူများနဲ့ရှင်လာရင်ကိုကအားနေနေတာပါရှိတယ် resources နဲ့ပတ်သက်လို့ဒုတိယနော်ကိုယ့်ရဲ့အကြီးအကဲတွေကဘယ်လိုလဲတခါတရံကြရင်လောက်တာတွေကတိတ်ပြောတာပဲလောက်တတ်တယ်အကြီးအကဲတွေစီကအခွင့်မပေးလို့ သူတို့ဆရာမမြင်လို့အဲလုံနော်ကိုယ့်ရဲ့အကြီးအကဲတွေနော် executive ကိုယ့်ထက်အကြီးအကဲတွေရဲ့အပြုအမူသဘောထားနော်နောက်ပြီးတော့မှအာတာချောင်းမှုနားလည်မှုအဲ့ဒါဘယ်တော့ထိရှိသလဲနောက်တစ်ခါကျတော့ပါရှိအချင်းချင်းကုမ္ပဏီမှာငါတို့အချင်းချင်းနားလည်မှုဘယ်တော့ထိရှိသလဲ ရိုင်းပင်းမှုဘလို့ရှိတယ်တူတူရအောင်လုပ်ကြမယ်ဟေ့နော်ဒါငါတို့ကုံမနေဆိုတဲ့နော်စိတ်ဓာတ်ကလေးနဲ့အင်းအားစုနဲ့ပေါင်းကျင်တဲ့လူတွေရှိသလားနော်ကုမ္ပဏီတွေမှာဆရာမခဏခဏမြင်မှုတွေဟိုဘက်ဌာနနဲ့ဒီဘက်ဌာနနဲ့မတည့်ကြဘူးနော်ဟိုဘက်ကထားဟိုဘက်ကကောင်းနေနော်ထောင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 ်နဲ့နေကြအောင်ဟဲ့ငါတို့အကောက်မြင်လာမှလုံပြလိုက်အောင်မယ်ဆိုပြီးတော့မှဟိုဘက်ဌာနဒီဘက်ဌာနနဲ့ စောင်းနေတာတွေရှိတယ်အဲ့တော့ company တွဲမှာအဲ့တော့အဲ့လိုမျိုးတွေဘယ်လောက်ထိများသလဲဟုတ်လားနော်ဒါမှမဟုတ်ရင်ဒါငါဒါငါတို့ company ဒါငါတို့ company ဆိုပြီးတော့မှတက်တက်ကြွကြွနဲ့အကုန်လုံးပူးပေါင်းပြီးတော့မှလုပ်နေတဲ့အနေအထားဘယ်လောက်ထိရှိသလဲအတွင်းဆိုရင်အဲ့ဒါတွေကိုကြည့်ရတာဟုတ်လားနော်အဲ့တော့ strategy လောက်တော့မယ်ဆိုရင်နော် strategy ကို manage လောက်တော့မယ်ဆိုရင်ပြင်ပ external factors ကိုကြည့်ရတယ် internal factors ကိုကြည့်ရတယ်အဲ့တော့မှအဲ့ဓာတွေကိုကြည့်လိုက်တဲ့ခါကျမှဘာဟုကွာပြည့်ရဲ့လှုပ်ဖွဲ့ရာကိုဘာသုံးစားလိုက်လို့ရလဲဆိုရင်เนาะဒီအချက်တွေထဲမှာငါတို့လုပ်ငန်းနဲ့အခုလျော်ညီးနေတာပါရှိတယ်ခုနဆရာမပြောသလိုเนาะစောင်းနေတာမရှိရင်အဲ့ဒါစဉ်းစားဖို့မလိုဘူးပေါ့ ဟုတ်လားနော်ကိုစီမှာကိုတက်ကနိုလော်ဂျီကအသက်ချချုပ်ကိုဝယ်လာတဲ့ဆက်ဆက်စကြီးနဲ့နော်အနည်းပညာအသက်အဲ့ဒါကိုစဉ်းစားဖို့မလိုဘူးတော့ငါသမီးနဲ့ရှင်လိုက်ရင် အားသာတယ်အားနေတယ်ငါဘယ်မှာလုံးနေသလဲဆိုတာကိုသတ်မှတ်လို့ရတယ်နော်သတ်မှတ်ပြီးတဲ့အခါကျတော့မှဘာလုပ်မလဲအခြေအနေတွေကိုသုံးပြလိုက်အဲ့ဒီအခြေအနေတွေကိုရှင်းရင်တော့ ငါတို့ဘာတွေပဲလုံနိုင်တယ်ဆိုတဲ့ငါတို့ရဲ့เนาะအဲ့ဒီလိုသတ်မှတ်ပြီးတော့မှပရိယေကိုသတ်မှတ်ပြီးတော့ကောင်းပြီငါတို့ရှိတာတော့ဒီအတိုင်းပါပဲအဲ့တော့ဒါလုံမယ် နော်ဆရာမအဲ့ဒါကိုပြောပြီးတဲ့ခါကျတော့ဘာသွားတတိယလဲဆိုရင်နော်တို့တွေចောင်းသားဘွားတော့ငါစာမေးပွဲဖြေဖို့ရတယ်အဲ့ဒီတိုင်မှာစဉ်းစားတယ်ဒါဖြစ်ငါမရသေးဘူးဒါဖြစ်ငါမရသေးဘူးအောင်မိုးရအတွက်ကတော့ဒါလေးတော့ဖြစ်အောင်တော့လှုပ်ထားလိုက်အောင်မှာပဲဆိုပြီးတော့မှဘာဖြစ်လဲအ ਨੇ ဆုံးတော့ငါတော့အောင်မကလေးတော့ရအောင်လှုပ်အောင်ပဲဆိုပြီးတော့မှစဉ်းစားလိုက်တာအဲ့ဒါပါလဲဆိုရင်ဘိတ်ဆုံးဆရာမတို့စဉ်းစားတဲ့အချက်ပဲနော်